ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဖိုးမချန်ကနေကြိုဆိုပါတယ်ဆိုတော့ပရီးမီးယားလိပွဲစဉ်ခွန်ကကျွန်တော်ရှင်းပိုင်းကစားပြီးသွားကြပြီးတော့အခုဆို international break ကိုကျွန်တော်ရောက်လာပြီထုံးတဲ့တိုင်းပဲကျွန်တော်က weekend round နဲ့လေကျွန်တော်ပြောကြည့်အောင်ပါပရီးမီးယားလိပွဲစဉ်ခွန်မှာတော့ကျွန်တော်ကစပါတို့ဘာတို့ကကျွန်တော်ဘယ်လိုဒီ Leeds United ကိုအဝေးကွင်းမှာ1-2နဲ့ကျွန်တော်9နဲ့ဆိုတော့ဒီအသင်းကြီးတွေနဲ့ပတ်သက်လို့ကျွန်တော်ပြောရရင် နီးပြဖြစ်တဲ့ Thomas Frank အတွက်တော့စပါးကို stable ဖြစ်အောင်သူလှုပ်ပြထားနိုင်တဲ့အပြင်ခန်းစစ်ကိုကြီးကြီးလေးလေးဖြစ်အောင်သူလှုပ်ပြထားနိုင်တယ်။အမှတ်တည်းလဲကျွန်တော်တက်နိုင်တဲ့များသူယူပေးထားနိုင်တယ်။ Champions League မှာလဲသူ့ဟာနဲ့သူကျွန်တော်အဆင်ပြေနေပြီဆိုတဲ့အခါကျတော့ဗောနော်စပါးအတွက်ကတော့လက်ရှိ Thomas Frank ရဲ့လက်အောက်ဒီယာဒီအစမှာကြီးနေစရာဟိုပုံစံကြီးမြင်နေရတယ်လို့ကျွန်တော်ပြောရမယ်။နီးပြ Postigo Guri ရဲ့လက်အောက်မှာဆိုလို့ရှိရင် League ပွဲစဉ်တွေမှာကတော်တော်လေးကိုစူးစူးဝါးအခြေအနေမျိုးတွေကျွန်တော်ကြုံနေရတာ။ တော့ဒီပွဲမှာစပါအနေနဲ့လီစ်ယူနိုက်တက်အသင်းကိုအဖက်ဖက်ကအသာစီးယူပြီးတော့ကစားနိုင်ခဲ့တာမျိုးတွေကျွန်တော်မဟုတ်ဘူးသို့တော်လည်းပဲစပါအနေနဲ့အဝေးဝန်းမှာပေါ့နော်ကျွန်တော်ဒါအမှတ်ရအောင်ယူနိုင်ခဲ့ပြီးတော့လက်ရှိအဆင့်၃နေရာမှာသူတို့ရပ်တည်နေတယ်ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာ၄ပွဲထိနိုင်ထားတယ်ဆိုတာကတော်တော်ကောင်းတဲ့အနေထားမျိုးပါဒါအပြင်နှစ်ပွဲတည်ကြပြီးတော့ဒီတရာဒီလုံးမှာတပွဲပဲကျွန်တော်ရှုံးနေတည်တယ်ပေါ့နော်လီဗာပူးသင်းတောင်မှကျွန်တော်ဒါဒီရှုံးနေတာတွေကျွန်တော်နှစ်ပွဲလောက်ကျွန်တော်ရှိသွားပြီးစပါဟာတပွဲပဲကျွန်တော်ရှိသေးတယ် တိုက်စစ်က73ကိုရတာပြီးတော့ခန်းစစ်က9ကိုပဲပြီးထားရသေးတယ်။ဒါကြောင့်ဘာလို့ကျွန်တော်ဒီဒီခန်းစစ်ကတော်တော်ကောင်းနေတယ်မှာပါတယ်။သူတို့ထက်ပိုကောင်းတဲ့ခန်းစစ်ဆိုလို့ကျွန်တော်အာဆင်နယ်ပဲကျွန်တော်ရှိတာ။အာဆင်နယ်ရဲ့ခန်းစစ်ကတော်တော်ကိုကောင်းနေတယ်ဆိုတော့တိုမတ်စ်ဖရန့်ရဲ့လက်အောက်မှာစပါအနေနဲ့ဆက်ဘီးစတီကျွန်တော်တို့အများကြီးတိုးတက်လာတယ်။နော်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ခန်းစစ်ကြစ်လင့်မှုတွေအများကြီးကောင်းလာတယ်။ နော်လောင်သူတွေကနေပြီးတော့နော်ကျွန်တော်သာအရန်တောင်းကန်ပေါ်တွေကနေပြီးတော့အရန် NDA များတဲ့အသင်းဖြစ်လာတဲ့ကျွန်တော် brand ဖို့မှာမြင်ခဲ့ရတဲ့ Thomas Frank ရဲ့ကျွန်တော်အသင်းလိုပဲဆိုတော့လက်ရှိမှာဆိုလို့ရှိရင် player quality ပိုကောင်းတဲ့သူတွေကိုပိုင်ဆိုင်ထားတော့တိုက်စစ်ကစားဟန်ကိုပိုပြီးတော့အသားပြုကစားလို့ရတယ်ဒါပေမဲ့ Leeds United အသင်းကိုကစားခဲ့တဲ့နေထားမှာတော့သူတို့အတွက်အရာရာဟာလွယ်ကူခဲ့တာမျိုးတွေကျွန်တော်မဟုတ်ဘူးအင်ရှင်ဘက်ကပဲ PRB ကစားခဲ့တာတွေကျွန်တော်ရှိနေလို့ပဲပေါ့နော်ဒါ Mohamed Gudis အတွက်လည်းဒီရာဒီပထမဆုံး twin goal သူရတယ်ပေါ့လေ မဒီစတဲအတွက်လည်းကျွန်တော်တို့ကဂိုးတူကိုရသွားတယ်ဒါဒီဖလက်ဖြစ်ပြီးတော့ဝင်သွားတယ်ဆိုပေမဲ့လို့တဲလ်အတွက်ကျွန်တော်ရီရှာလီဆန်တို့ဘာလို့နဲ့ဘောနော်ကျွန်တော်တို့တောက်လျှောက်ဒီဘယ်လိုပြောမလဲရီရှာလီဆန်တို့ဘာလို့နဲ့ပွဲထွက်ခွင့်တဲ့ကျွန်တော်တို့ကပြိုင်နေရတဲ့အချိန်ညောပြီးလို့ချင်းဒိုမနီဆိုလန်ကီတို့ဘာလို့ဘောနော်ပြန်ပြီးတော့မကစားနိုင်သေးတဲ့အချိန်မှာရတဲ့အခွင့်အရေးရတော့မှဒီလိုဂိုးတွေဘာတွေတွင်းပြထားနေနေဆိုတာကသူ့အတွက်ဘောနော်နောက်ထပ်ပွဲကစားခွင့်တွေရဖို့အခွင့်အရေးပဲဒါကြောင့်စပါးအတွက်တော့ဒီဒီတစ်ပတ်နိုင်ပွဲကထင်သလောက်ထိလွယ်ကူခဲ့တာမျိုးမဟုတ်ဘူး အရာရာကိုဘောက်မှာရှိခဲ့တဲ့ပုံစံမျိုးမဟုတ်ပေမဲ့ဝမ်တူနဲ့နိုင်ခဲ့တဲ့ရလက်ကပဲသူတို့တွေ့ရပါတော့တော်တော်လေးကိုကောင်းခဲ့ပြီးတော့ international break ကို AC နားခွင့်ရတော့မယ်ဒါကြောင့် Thomas Frank ရဲ့စပါအတွက်တော့တကယ်ကောင်းခဲ့တဲ့ weekend ကိုကျွန်တော်ပိုင်ဆိုင်ခဲ့ရတယ်လို့ကျွန်တော်ပြောရမယ်ပေါ့နော်အဲ့ဒီရှေ့မှာတော့ Wolverhampton ကိုတည်ကြခဲ့တာကတော့သူတို့အတွက် တော်တော်လေးကိုနစ်နာတဲ့အမှတ်ဆုံးရှုံးမှုတွေပေါ့ဗျာဒါပေမဲ့ဒီဒီဘက်မှာတော့သူတို့တွေ Thomas ဆုံးအပြည့်ယူနိုင်တယ် Thomas Frank အတွက်အကောင်းဆုံးရာသီစတင်မှုတွေကိုကျွန်တော်မြင်နေရတယ် နောက်တစ်ပွဲက Manchester United ပေါ့ United က Sunderland ကို2-0နဲ့နိုင်တယ်အဲ့ဒီ2-0နဲ့နိုင်တဲ့ပွဲမှာတော့ United ကအဆသရရအသာစီးနဲ့ကျွန်တော်ကစားနိုင်ခဲ့ပြီးတော့အချိန်ကြီးကောင်းခဲ့တာပေါ့နော်အဲ့ဒီညမှာနီးပြဖြစ်တဲ့ Ruben Amorim ရဲ့အပြောင်းလဲတွေကျွန်တော်တွေ့ရတယ် Amorim ဟာကျွန်တော်တို့ဒီ out of position shape တွေအမှန်ကန်အပြောင်းလဲလုပ်ထားတာမျိုးတွေကျွန်တော်တွေ့ရတယ်ဆိုတော့ဟိုသူပွဲထုတ်လာတဲ့ကစားမားတွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်မတူတဲ့ shape တွေကိုသူတချို့သုံးလာတာတွေကျွန်တော်တွေ့ရတယ် သူအနေနဲ့ပေါ့နော်ဒါ formation တွေပြောင်းဖို့เนาะသူအနေနဲ့အာမတန်ဘူးသူ system ကိုလုံးဝအပြောင်းလဲလုပ်မှာမဟုတ်ဘူးဆိုပြီးမဲ့အတင်းမှာကိုယ့်ခြေထဲမှာဘောလုံးမရှိတဲ့အချိန်မှာဆိုလို့ရှိရင် pressing မလုပ်နိုင်တာဒါအပြင် block မလုပ်နိုင်တာဒါ၄ကိုသူအကောင်းဆုံးပြောင်းလဲထားတယ် pressing မှာတော့ united ကအဲ့လောက်ကြီးဒီကောင်းနေတာမျိုးကျွန်တော်မရှိဘူးအဲ့လိုလေဆိုတော့ကျွန်တော်ကစားမားတွေအနေနဲ့ high pressing ကျွန်တော်တွားလို့မရသလို structure ဘိုင်းအရာကိုပဲ high pressing တွားလို့မရဘဲနဲ့ mid block လောက်ပဲကျွန်တော်တွားနေရတဲ့အချိန်မှာ out of position shape တွေပြောင်းလဲထားတာကတော်တော်လေးကိုဒီပွဲမှာအလုပ်ဖြစ်ခဲ့တယ် နော်ဒါအပြင်အရန်ကို direct send နဲ့ကျွန်တော်တွားနေတာတွေကဆိုတော့ direct send တဲ့အခါကျတော့အလုပ်ဖြစ်နေလို့ရှိရင်တော့အချိန်ကြီးကောင်းတယ်အလုပ်မဖြစ်တဲ့အခါမျိုးဒီမှာကိုကစားမားတွေနေနဲ့အရန်ကိုပင်ဖမ်းရတဲ့အခါမျိုးတွေကျွန်တော်ရှိတယ်ကျွန်တော်တို့ကပွဲကိုထိန်းချုပ်ပြီးတော့ကစားခဲ့တာမျိုးကျွန်တော်မဟုတ်လို့ပဲပေါ့နော်ဒါပေမဲ့လည်းအမ်မိုရင်တွေကတကယ်လိုအပ်ခဲ့တဲ့နိုင်ပွဲကိုသူ့အပြောင်းလဲတချို့ကနေပြီးတော့အနိုင်ရခဲ့တာဆိုတော့ဒါကတော့အမ်မိုရင်ရဲ့အပြောင်းလဲတွေကိုကျွန်တော်ဒါအတိမတ်ပြုရမယ်အနေအထားမျိုးပါအဲဒီမတိုင်ခင်ကတော့ပေါ့နော်ရှုံးပွဲတွေပါတယ်ဇက်တိုက်တွေကြုံထားတာ ဒါအပြင်ရလည်းမကောင်းတာညုံထားတာနဲ့ပတ်သက်လို့ဒီပြ MOD နဲ့ပတ်သက်တဲ့အနာဂတ်ကကျွန်တော်တို့ကစကားတွေပါတယ်အများကြီးပြောစရာတွေကျွန်တော်ဖြစ်ထားတာတိုးတော်လေးပဲဒီပွဲနိုင်ထားပြီးတဲ့နောက်ပိုင်းမှာ journalist တွေစီမှာရော social media စီမှာကောဘာမှန်းတိတ်ပြီးတော့ကျွန်တော်မကြားပြန်ဘူးဆိုတော့ပြီးခဲ့တဲ့တခါကျွန်တော်ဖြစ်တုန်းကလိုမျိုးဘန်လီကူပေါ့နော်ကျွန်တော်တို့ကအနိုင်ရပြီးတော့ international ပြိမာ AACC ဖြစ်သွားတယ်လို့မျိုးအခုကလည်းကျွန်တော်ပေါ့နော်အဲ့လိုလိုပေါက်နေပြီသို့တော်လည်းပဲဘာလေးဆက်ဖြစ်မလဲကျွန်တော်ကြည့်ရမယ် Ineos တို့ Sergeant Redcliffe တို့အနေနဲ့ နော်ဒီလိုဒီပွဲမှာရှုံးရှုံးနိုင်နိုင်ဘလို့ပဲရလက်ထွက်ထွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ချနိုင်ဖို့လိုတယ်ဒီနေရာမှာနီးပြအမ်မူရင်ကတကယ်တကယ်ကိုအသင်းကိုကောင်းအောင်ပြောင်းလဲပေးနိုင်မလားဆိုတာတွေကိုကြည့်ပြီးတော့ဗောနော်ဆိုတော့ဆန်ဒလန်နဲ့ပွဲမှာသူပြောင်းလဲထားတာတွေရှိတယ်ဆိုတော့ဒါဘယ်လိုပြောမလဲအမ်မူရင်ရဲ့ဘက်ကစပြောင်းလဲလာပြီဆိုတော့နီးပြတွေကိုကျွန်တော်ဒါထပ်ပြီးတော့အခွင့်အရေးပေးဦးမဲ့သဘောမျိုးလို့တော့ကျွန်တော်တို့ထင်နေဗောနော်ယူဆကြရပါဗျာဒီဘက်မှာဆန်ဒလန်အနေနဲ့ ယူနိုက်တက်ကိုအန်ဒီရပေးနိုင်ခဲ့တာကအများကြီးမရှိဘူးကျွန်တော်တို့ဒုတိယပိုင်းပြီးကန်ဒီမှာကျွန်တော်တို့ဒီတကယ်ကောင်းတဲ့ကန်ချက်ကိုပေါက်ဆဲကနေကန်ကွင်းရတယ်တော်တော်ကိုပူဝဖြစ်တဲ့ကန်ချက်အပြင်ကိုလမ်မန်စ်ကကျွန်တော်တို့ပေါ့နော်လုံးဝဒါယူနိုက်ကာကွယ်သွားတယ်ပေါ့ဂရနိတ်ဂျာခါရဲ့တော်တော်ကောင်းတဲ့ကန်ချက်ကိုလည်းလမ်မန်စ်လုံးဝကာကွယ်သွားတယ်ဆိုတော့ဒီပွဲကမန်ချက်စတာယူနိုက်တက်အတွက်အင်မတန်ကိုလိုအပ်လွန်းခဲ့တဲ့ဒါနိုင်ပွဲပါဆိုတော့၃မဲ့ကျွန်တော်ရတယ်ဆိုတဲ့အခါကျတော့ဒီ ခုနပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်၃ပွဲရှုံး၃ပွဲတည်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ခန်စစ်ကတော့ဂိုးတွေပေးနေရတဲ့ဒါပေမဲ့လို့ဒီပွဲမှာ clean sheet ပထမဆုံးယာတီဒီယာတီပထမဆုံးပွဲဖြစ်ယူနိုင်ခဲ့တာကမဆိုးဘူးလို့ပဲကျွန်တော်ပြောရမယ်။တကယ်ကိုလိုအပ်ခဲ့တဲ့နိုင်ပွဲပါ။နော်လိုအပ်ခဲ့တဲ့နိုင်ပွဲပါဒီမတိုင်ခင်ကစနေလန်အတင်းကတကယ်ကိုကောင်းတဲ့ performance တွေပြထားတော့ဘလူးမန်ကိုလွယ်ဖို့အတွက်အချိန်ကြီးမရှိခဲ့လို့ပဲ။ဒါကြောင့်ပေါ့နော်ဒီပွဲမှာ2-0နဲ့အိမ်ဝင်မှာ clean sheet နဲ့နိုင်နေဆိုတာမျိုးကတော်တော်ကောင်းပါတယ်။နောက်တစ်ပွဲက Arsenal ပါ။ Arsenal အတွက်တော့ ကျွန်တော်ဒီလက်ရှိ ascentic ကိုရောက်လာနိုင်ပြီပေါ့လေဒီပြပြတဲ့ Mikel Arteta ရဲ့အတင်းကဒီယာဒီမှာအမှတ်တွေအများကြီးရောတာမျိုးတွေကျွန်တော်မြင်ရဖို့တိတ်မရှိဘူးတကယ်တကယ်အတင်းကြီးတွေအချင်းချင်းထိုက်တိုက်တွေးတဲ့အချင်းကြီးမျိုးတွေမှာအမှတ်ရော့နိုင်ပြီမဲ့သုံးမှတ်အပြည့်ရော့မဲ့ပွဲဆိုတာရှားနေတယ်သူတို့ပြင်လေဘာဦးတင်းကိုအဝေးကွင်းမှာ free kick ကနေပြီးတော့ခွင့်ပြုရတဲ့တလုံးနဲ့ဝန်းစည်းနဲ့သူတို့ရှုံးနေခဲ့တယ် Manchester City ကို1-1တည်းအကြောင်းကစားနိုင်ခဲ့တယ်ဆိုတော့ Channel ပွဲစဉ်တွေကသူတို့တွေကအကုန်လုံးအမှတ်ပြည့်ရအောင်ယူထားတာ လက်ရှိ website နဲ့ပွဲမှာဆိုလို့ရှိရင်လည်း website လိုအသင်းမျိုးကိုသူတို့အနေနဲ့အရာရာအသာကြီးကြောင့်ယူပြီးတော့ကစားနိုင်ကြတာဗျာဒါကတော့တက်ပြီးတော့အထူးဆန်းလို့တော့မထင်ဘူးเนาะ website အနေနဲ့တော့အပြောင်းအလဲတွေကျွန်တော်လှုပ်ထားတယ်အဲဘလူပဲဖြစ်ဖြစ်ပေါ့နော်နီးပြအာဒီဒါရဲ့ Arsenal ကိုတော့သူတို့ကတော့လူစင်းအရာရော quality အရာရောဘာမှအခြေအနေရရောက်ရှင်ကစားလို့ကျွန်တော်မလွယ်ဘူးပေါ့လေဒါအပြင်နူနိုဆန်တိုးစ်ကလည်းအခုမှစပြီးတော့ကင်တွေဝင်ရတာဆိုတဲ့အခါကျတော့မလွယ်ပါဘူးဒါကြောင့်အာဆင်နယ်ရဲ့ဘက်ကတော့ဒီပွဲမှာကျွန်တော်အနေနဲ့တော်တော်ကို အရာအားလုံးကျွန်တော်တို့နေပါတော့အသာစီးနဲ့သူတို့ကစားသွားတယ်အစီနိနဲ့လည်းတော်တော်ကောင်းတဲ့ကံကြက်ကိုကံကွင်းရပြီမဲ့သူလုံးဝထောင်တက်သွားတယ်တက်ကန်ရိုက်ကလည်းသူ့ရဲ့အတင်ဟောင်းနဲ့ထက်ပြီးတော့ဂိုးသွင်းမြန်သေးတယ်စာကာကလည်းပဲကျွန်တော်တို့ကပီနယ်တီသွင်းညံနေတယ်ဆိုတော့2-0နဲ့သူတို့နိုင်သွားတယ်ပေါ့နော်အာဆင်နယ်နေအဆင့် ်လက်စင်တစ်မှာကျွန်တော်ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာ၅ပွဲထိနိုင်ရပြီးသွားပါပြီ။တပွဲတည်ရတပွဲရှုံးနဲ့တိုက်စစ်က၁၄ဂိုးရထားတယ်။ခန်းစစ်က၃ဂိုးပဲပေးထားရသေးတယ်။နော်ကလင်းရှိတွေကောနော်ခန်းစစ်တွေကောတိုက်စစ်တွေကောဒီရာဒီမှာတော်တော်ကိုပြောစရာမလိုတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့နေရတယ်။ဒါကြောင့်အာဆင်နယ်အနေနဲ့ဒီဘယ်လိုပြောမလဲကစားမားတွေကိုအမှန်ကန်အပြောင်းအလဲတွေလှုပ်သွင်းနေတဲ့ Champions League Premier League เนาะကျွန်တော်ပြိုင်ပွဲတွေများတဲ့အနေအထားမျိုးမှာကောင်းကောင်း manage လုပ်နိုင်နေဆိုရင် ော့အချိန်ကြီးကောင်းတယ်ဘာလို့လဲဆိုတော့တစ်ဖက်ကလီဘာပူးသင်းရဲ့ဘက်ကလည်းတော်တော်ကိုတိုင်ပတ်နေလို့ပဲတော်တော်ကိုတိုင်ပတ်နေလို့ပဲဆိုတော့အဲ့လိုတိုင်ပတ်နေတဲ့အချိန်ကြီးမျိုးမန်ချက်စတာစီးတီးအကောင်းဆုံးဖြစ်နေတဲ့အချိန်ကြီးမျိုးမှာအာဆင်နယ်အတွက်ဒီယာဒီဟာဖလားတွေဘာတွေယူနိုင်ဖို့အတွက် consistent ဖြစ်တဲ့ခြေစွမ်းကောင်းတွေပြနိုင်ဖို့ကအင်မတန်အရေးကြီးပါတယ်နော်ဆိုတော့အာဆင်နယ်အတွက်တကယ်ကောင်းကင်တဲ့နိုင်ပွဲပါနောက်ထပ်တစ်ပွဲကကျွန်တော်တို့က Chelsea နဲ့ Liverpool ပါ Chelsea ကတော့သူတို့ပြည်တနာတွေအများကြီးကြုံနေရတဲ့ဂျာတွေကနေအင်ဂွင်းစတန်ဘူဘရစ်မှာ လီဗာပူးတင်းကို2-2ဆိုတဲ့ရလနဲ့ကျွန်တော်တို့ကအနိုင်ရတယ်ဆိုတော့ Chelsea အတွက်ကျွန်တော်ဒီပွဲမှာ Mares ကကိုပွဲပြီးသွင်းတဲ့ချက်မှာကျွန်တော်ပြောလို့အများကြီးချီးကျူးတယ်ဆိုတော့ကတခြားမဟုတ်ဘူးနီးပြ Mares ကကြုံနေရတဲ့ပြဿနာတွေကမနေဘူးတော့နောက်တန်းနေမှာဆိုလို့ရှိရင်အာကူရပါတယ်ဆိုတော့ခန်စစ်ကစားသမားတွေအကုန်ဒဏ်ရာရနေတာစနေဘက်မှာအကုန်နီးပါးဒဏ်ရာရနေတယ်เนาะကြော်အနီးကထိတဲ့ကစားသမားနဲ့ဒဏ်ရာရတဲ့ကစားသမားနဲ့เนาะပြီးလို့ရှိရင်လည်းပဲရှစ်ပွဲတွေမှာအနီးကတွေပါတွေကြုံခဲ့ရတာ ပြုံးတော့အခုလည်းပဲကျွန်တော်နီးပြားကအနီးကဲဂျုံရတာနဲ့ဆိုတော့မာရက်စ်ကရင်ဆိုင်နေရတဲ့အရာတွေကပြဿနာတွေကမနေဘူးဝယ်ထားတဲ့တောင်ပန်ကစားမတွေကခြေသွင်းမပြရတာတိုက်စစ်မှုဒီလက်ကအခုချိန်ကြီးပြန်မကောင်းသေးတာခိုးရူပါမာလိုအဓိကကစားမကပြန်ပြီးတော့မကစားနိုင်သေးတာကျွန်တော်တွေးကြည့်ရင်ချယ်ဆီမှာဂျုံနေရတဲ့လူစင်းပြဿနာတွေဟာမာရက်စ်ကအတွက်အကြီးကြီးပါပြဿနာတွေကအဲ့လိုအနေထားမျိုးမှာသူတို့ရှိမှဆိုလို့ရှိရင် Brighton ကိုရှုံးထားတာเนาะပြီးလို့ရှိရင်အဲ Bayern Munich ကိုသူတို့ရှုံးထားတာ Manchester United ကိုရှုံးထားတာ ပြီးရင်ကျွန်တော်တို့အနေနဲ့ Brandfu ကိုတည်ရည်ကြထားတာဒါမျိုးတွေနဲ့ရက်လက်တွေကတိုင်ပတ်နေတယ်ဆိုတော့ Maresca ရဲ့အနာဂတ်ကမေးခွန်းထုတ်စရာတွေဖြစ်နေတာပြည်သက်ဒီဂျားထဲမှာဒါမျိုးလိုအတင်းတာဝန်ရှိသူတွေရဲ့ဘက်ကတော့ဒီဒဏ်ရာပြဿနာတွေကပြဿနာအကြီးတရက်လို့သူတို့ခံယူထားတဲ့အတွက်နီးပြားနဲ့ပတ်သက်လို့သူတို့သိပြီးတော့စိတ်မပူဘူးအဲတော့ဒီပွဲနိုင်နေကအင်မတန်အချိန်ကြီးကောင်းနေဆိုတော့အလကားမဟုတ်ဘူးကျွန်တော်တို့လီဘာဦးတင်းရဲ့အကောင်းဆုံးပုံစံရှိမနေသေးတဲ့အချိန်မှာကိုပဲလီဘာဦးကအမှတ်တီပါတွေကျွန်တော်ယူထားတာ ကျွန်တော်ဒါအပြင်အာနီစလော့ကဒီယာဒီမှာသူစိတ်ကြိုက်ပေါ့နော်ကျွန်တော်တို့ဒါအသင်းကိုပြင်နေတဲ့အချိန်မျိုးမှာလူအချက်တွေကအများကြီးပဲနော်လူအချက်တွေကအများကြီးပဲကွင်းလင်မှာဆိုလို့ရှိရင်ဟာခွက်တွေကျွန်တော်အများကြီးကျွန်တော်ကြုံလာပြီးဒါကိုချယ်ဆီကကောင်းကောင်းအသုံးချသွားတာဆိုတော့ရှေ့မှာလည်းပဲဂလာတာဆာရီကိုရှုံးထားတယ်ပေးလစ်ကိုရှုံးထားတယ်ဆိုတော့လက်ရှိချယ်ဆီအနေနဲ့လည်းသူတို့အိမ်ဝင်မှာထပ်ပြီးတော့လီဗာပူးအသင်းကို၃ဘွဲ့ဆက်အရှုံးကြုံအောင်သူတို့လုပ်ပြလိုက်သေးတယ်ဆိုတော့ဒါကြောင့်မာရက်စကာတို့ဒီပွဲကအများကြီးချီးကျူးစရာဆိုတာဒီလိုပြဿနာတွေအများကြီးတွေကနေသူတို့တွေပေါ့နော်ရအောင်လုပ်ပြနိုင်ခဲ့လို့ပဲ တဖက်ကလီဗာပူးတင်းရဲ့အာနီစတော်ကတော့ဒီပွဲမှာအရင်ညံ့ခဲ့တာမျိုးမဟုတ်ပြမိလေလို့ပေါ့နော် တိုက်စစ်ပိုင်းမှာထိရောက်မှုတအားကိုနေခဲ့တာတိုက်စစ်မှာ exit ပါတယ်ရှီကိုအက်ဂတီကီပါမယ်ကိုရီကပ်ပူပါမယ်ဆာလာပါမယ်ဖလိုရီယန် VS ပါမယ်ဒိုမီနစ်ရှိုဘူဇလိုင်းပါမယ်ဒါပြမိလို့လီဗာပူးတင်းမှာတိုက်စစ်ဒီကောင်းတဲ့လောက်တိုက်စစ်ဒီအချင်းကြီးကောင်းတဲ့လောက်အသင်းမှာ balance မညီတော့သူတပြင်းကွင်းလယ်မှာတအားတိုင်ပတ်ပြီးတော့ကွင်းလယ်ဟာကွက်တွေကနေတဆင်ခံစစ်ကဒုက္ခရောက်သွားတာအဲ့ဒီတော့လီဗာပူးတင်းမှာကလုံးဝ balance ကမျှမနေဘူး ိုက်စစ်ကစားမကောင်းနေတာကျွန်တော်ရှိတာပြိုင်မဲ့ကိုကျွန်တော်နေတဲ့အန်ဒီမပေးနိုင်တဲ့နေထိုင်မှုကြီးတွေကျွန်တော်ဖြစ်နေတာကျွန်တော်လေပါဦးသိနေနေပေါ့နော်အာနီစတရဲလက်အောက်မှာဒီလိုအာနီချက်တွေကို international break အပြီးမှာပြင်လာမလားကျွန်တော်ကြည့်ရမယ်မဟုတ်ရင်တော့တန်းလေးရ900လောက်တုံးထားပြီးတော့ချန်ပီယံစုအတွက်ထပ်ပြီးတော့စိန်ခေါ်နိုင်မှုကနည်းနည်းလေးအလံဝေးမှုပုံစံမျိုးဖြစ်နေတယ်။ဒါပြီးရင်လည်းပဲ International Break ပြီးတာနဲ့ Manchester United ကိုသူတို့ကစားရမယ်ပေါ့နော်။အဝေးဝင်၃ဘွဲ့စလိုက်သူတို့ရှုံးထားတယ်။ဆိုတော့ United ကိုသူတို့ Anfield ကမှာရှင်မင်းကစားတဲ့အခါသူတို့တွေရလက်ကောင်းအောင်ယူပြနိုင်မှုတော့လိုတာပေါ့လေ။အဲကြောင့်ဒီပွဲကနီးပြဖြစ်တဲ့ Arsenal နဲ့ Liverpool တို့တော့တော်တော်ကိုဖိအားများသွားစေမယ့်ပွဲမျိုးလို့ကျွန်တော်ပြောရမယ်။နောက်တစ်ပွဲက Newcastle ကပေါ့နော်ကျွန်တော်က Nottingham Forest ကို2-0နဲ့အနိုင်ရတယ်။ Castle အတွက်တော့ Bruno Gimarez ကျွန်တော်က Nick Walter Mararo ရဲ့ penalty တွေနဲ့2-0နဲ့အနိုင်ရခဲ့ပြီးတော့ Nipia Postecoglou ရဲ့အသင်းကိုထပ်ပြီးတော့ဒါဘယ်လိုပြောမလဲဒုက္ခပေးလိုက်ပြန်ပြီ Postecoglou အတွက်တော့ ခုနှစ်ပွဲလာကင်တွေထားတဲ့ဒီယာတီမှာတပွဲမှန်သူ့အနေနဲ့ forest mini ပြအဖြစ်နိုင်အောင်ဆွမ်းဆောင်နိုင်ခြင်းကျွန်တော်တို့ကမရှိသေးဘူး။နော်အဲ့ဒီတော့ကျွန်တော်ဘယ်လိုပြောမလဲမလွယ်ဘူးပေါ့နော်မလွယ်ဘူးပေါ့နီးပြားကလည်းပဲဖိအားတွေများလာပြီးဒါ forest ကဒါပေမဲ့တစ်ဖက်ကအဲ့ဒီ hawk ကတော့ကျွန်တော်အနေနဲ့ဒီအချီနီရပေါ့နော်အချီနီရကျွန်တော်အနေနဲ့တော်တော်လေးကိုဘယ်လိုပြောမလဲတိတ်ပြီးတော့ထင်းတို့ဖြစ်မနေတဲ့အချိန်မှာဒီနိုင်ပွဲကအများကြီးကြီးခဲ့တာ ဆိုတော့ new castle ဆိုလို့ရှိရင်ဒီယာဒီမှာအဆင့်၁၁ကျွန်တော်လော့တဲ့ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာဒီပွဲနဲ့မှာသူတို့မှာနှစ်ပွဲပဲနိုင်သေးတယ်။၃ပွဲတည်ရကြပြီးတော့နှစ်ပွဲရှုံးနေထားတယ်။တိုက်စစ်က၆ခုရပြီးတော့ခန်းစစ်က၅ခုပြီးထားရတယ်။ဆိုတော့ castle မှာကဟိုဘယ်လိုပြောမလဲအရန်ကိုတိုက်စစ်ခန်းစစ်နဲ့ကျွန်တော်တို့ပေါ့နော်နိုင်ပွဲရဖို့အတွက်ကတော်တော်ယုံကြည်နေရတာ။တော်တော်ယုံကြည်နေရတာဒါကြောင့်ဒီပွဲကသူတို့အတွက်ဒီနိုင်ပွဲကအင်မတန်အရေးကြီးခဲ့တယ်ဆိုတာမျိုးကပေါ့နော်။ဒါကူပြောတာကျွန်တော်တို့အဲ့ဒီဂျားတွေကနေပြီးတော့သူတို့အဆင်ပြေအောင်ကစားခဲ့တယ်။ဆိုတော့ တူးစီးနဲ့ကျွန်တော်တွေပေါ့တော့ forest ကိုကျွန်တော်အသာကြီးရအောင်ကျွန်တော်လုတ်ပြနိုင်ခဲ့တယ်ဒါဒီပွဲကတော့တော်တော်လေးကောင်းပါတယ်။ Nordian Forest ကတော့ဘာမှန်တိတ်ပြီးတော့မလုံနိုင်ခဲ့ဘူးလို့ကျွန်တော်ပြောရမှာပေါ့နော်။အဲကြတော့ဒီမှာ2-0နဲ့ကျွန်တော်နိုင်တယ်။အဲ Manchester City ကလည်းကျွန်တော်က Brentford ကိုအဝေးခွင့်မှာကျွန်တော်နိုင်တယ်။နှစ်သင်းကြားထဲမှာအဲ့လောက်ကြီးကြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်ကြီးအများကြီးမဖန်တီးနိုင်ခဲ့ဘူး။ Haaland ကတော့ကျွန်တော်နေတယ်ပေါ့နော်။ဘယ်လိုပြောမလဲ7မိနစ်မပြည့်ခင်မှာနေဥဆောင်ကိုတွင်းနေပေါ့လေအဲ့ဒီကိုကတော်တော်ကောင်းတဲ့ကိုပါ။ ဟောတိုက်စစ်တီပါတွေကစားဘူးတဲ့သူတွေဆိုလို့ရှိရင်တော့ဒါကောင်းကောင်းကြည့်တတ်လိမ့်မယ်ထင်တယ်ဘလောက်ထိတောင်မှအဲ့ဂိုးရဖို့အတွက်ဟာလန်ဘလို့ယုံသွားတယ်လဲနော်ကြံ့ခိုင်မှုပိုင်းနော်ကျွန်တော်က strength ဘိုင်းမှာအရန်ဘလောက်စကားပြောသွားတယ်လဲဆိုတာကျွန်တော်အဲ့အလုံးကကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်ဒါအပြင် तू ကလုံးဝသူ့ရဲ့ full speed နဲ့မှာကိုပဲကျွန်တော် accuracy ကောင်းကောင်းတိကျမှုကောင်းကောင်းနဲ့ကို तू က finishing ဘိုင်းလုံနိုင်တာဒါဒါကြောင့်ပေါ့နော်ကျွန်တော်က premier league မှာ low up ပါတယ်ဆိုတော့ strength နော်ဒါအပြင် full speed မှာကိုပဲကျွန်တော်က အခွင့်အရေးကိုအကောင်ဆုံးအသုံးချနိုင်တဲ့အနေထားမျိုးကဟာလန်ကိုဂျန်နဲ့တိုက်စစ်ကစားမရီနန်ကန်ဒီစင်တက်စင်မြအောင်ကျွန်တော်လှုပ်ထားတာမျိုးပဲ။ဒါကြောင့်ဒီပွဲကဟာလန်ရဲ့ပေါ့နော်ကျွန်တော်ကဘလောက်ထိတော်မှကောင်းအောင်ယုံနိုင်တယ်လဲဆိုတဲ့အချက်ကိုကျွန်တော်မြင်ခဲ့ရတယ်။မန်ချက်စတာစီးတီးအတွက်လည်းယာတီအစတွေမှာသူတို့ထင်တယ်လို့ကောင်းမနေပါဘူးနော်။အခုလည်းပဲကျွန်တော်သားရိုဒရီလိုလာအရေးကြီးတဲ့ကစားမကိုကျွန်တော်သားလက်လွတ်လပ်ရပြန်ပြီ။ဒါဟမ်စထရင်းအင်ဂျူရီလို့ကျွန်တော်သိရတယ်ပေါ့နော်။ ACL အင်ဂျူရီရပြီးကလေးကရိုဒရီဟာသူ့ရဲ့အကောင်ဆုံးပုံစံကိုကျွန်တော်ပြန်မမြင်ရသေးလို့ဒဏ်ရာတွေနဲ့ပဲလုံးပန်းနေရတာ။ ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင် Manchester City ကထပ်နိုင်တော့ရာဒီဆာမှာဘလောက်ပဲတိုင်ပတ်ခဲ့ပါတယ်ပြောပြောကျွန်တော်ဒါသူ့ဟာနဲ့သူပြန်ပြီးတော့ကိုယ့်နေရာကိုပြန်ရောက်ဖို့နီးစက်လာပြီပေါ့လေကျွန်တော်ခုနှစ်ပွဲမှာ၄ပွဲသူတို့နိုင်ထားတယ်တပွဲတည်းနှစ်ပွဲရှုံးထားပြီးတော့၁၃မှတ်တီသူတို့ယူထားနိုင်တယ်နော်ဆိုတော့ဒါကလက်ရှိဒီဒီဘက်မှာကစားခဲ့တဲ့ Premier League ပွဲစဉ်ခွင့်ရဲ့အသင်းကြီးတွေညီကလို့နေနေရောဘယ်အသင်းတွေဟာတိုးတက်လာပြီးတော့ဘယ်အသင်းကြီးတွေမှာတိုင်ပတ်နေစေလို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါဦးနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် Channel လေးကို Subscribe နဲ့တူဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ